ကျမရဲ့ဗီဒီယို like လေးကိုတနင်္ဂနွေသားသမီးများကြည့်နေတယ်ဆိုလို့ရှိရင်တော့ပအဆုံးလေးကြည့်သွားပြီးဖို့တောင်းဆိုပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီ6လပိုင်းမှာတနင်္ဂနွေသားသမီးများကဆရာသမားတို့ပုဂ္ဂိုလ်မျိုးတွေမိဘအထက်လူကြီးပုဂ္ဂိုလ်မျိုးတွေ ਨੇ ကောင်းသောအကျိုးကျေးဇူးတွေ ရရှိမှာ ဖြစ်ပါတယ်ထောက်ပံ့ကောင်းနေရရှိတတ်ပါတယ်အဲ့တော့မိဘဆရာသမားတို့ပုံကူမျိုးတွေနဲ့ပတ်သက်တာမိဘအကြီးငယ်နဲ့ပတ်သက်တာဟောမိသားစုရဲ့မှာမှာအမွေနဲ့ရတာမျိုးတွေကိုကြီးထောက်ပံ့ခြင်းတွေညာစွာရရှိမဲ့ကာလတစ်ခုဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးများက သင်တန်းပေါ့ကိုတက်ချင်တဲ့ပညာရက်ကူမှလေးလာသင်ယူရတာမျိုးတွေသင်တန်းမှာတက်ရောက်ရတာမျိုးတွေအဆက်အသွယ်တတိရရှိတာမျိုးတွေဖြစ်တတ်ပါတယ်ထူးတစ်ပြေတနင်္ဂနွေသားသမီးများ အမျိုးသမီးတဦးနဲ့ပတ်သက်ပြီးတော့ကုညီဆောက်ရှောက်ခြင်းတွေကုညီမသာခြင်းတွေအကူအညီကောင်းတွေညားစွာ ရရှိမဲ့ကာလလို့ပြောလို့ရပါတယ်အဲ့တော့ အပြူလူပြူဖြစ်နေတယ်ဆိုရင်တော့အိမ်တော်ကြာတပါတယ်မင်္ဂလာကိန်းတွေတွေ့ရတပါတယ်ဘာသာရေးနဲ့ပတ်သက်ပြီးတော့လည်းအထူးလိုက်စားတပါတယ်ဘာသာရေးနဲ့ပတ်သက်ပြီးတော့ဒီ6လပိုင်းဆိုတာကလေနှစ်တဝက်ကျိုးသွားတာပါเนาะ2025နှစ်တဝက်ကျိုးသွားတာပါဒါကြောင့်တနင်္ဂနွေသားသမီးတွေက6လပိုင်းမှာစပြီးတော့လက်မှတ် ထောင်နိုင်ပါပြီ6လပိုင်းကနေစပြီးတော့မှစိုင်းသစ်အိမ်အသစ်နော်မိမိတို့ရဲ့စီးပွားရေးတွေအသစ်အသစ်တွေစတင်တာမျိုးတွေအကောင့်ထဲပေါ်တာမျိုးတွေလုံးဝကောင်းတဲ့ဘက်ကို ရောက်ရှိသွားမှာဖြစ်ပါတယ်ဥတည်နေတာဖြစ်ပါတယ်အဲ့တော့ကျမအနေနဲ့အကြံပေးချင်တာကဆရာသမားတို့ပုံကိုမျိုးတွေတောင် ချီးမြောက်ခြင်းတွေချီးကျူးခြင်းတွေ ခံစားရတတ်ပါတယ်။ဒါကြောင့်မိမိတို့အနေနဲ့စေဝါပတ်နဲ့စေဝါနဲ့ပတ်သက်တဲ့စေဝါဆိုင်ရာပေါ့စေဝါရေးတွေဆောင်ရွက်ရတတ်ပါတယ်။အဲ့တော့စေဘက်နဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတွေမှာသွားပြီးတော့အကျိုးကျေးဇူးတွေရရှိတတ်ပါတယ်။အထယ်လိတ်လုပ်ငန်းမျိုးတွေနဲ့ပတ်သက်ရင်အကျိုးကျေးဇူးတွေရရှိတယ်လို့ငွေကြေးဆိုင်ရာစေဝါရေးနဲ့ပတ်သက်ရင်တော့ ျက်စီးခြင်းနေစိတ်တော့ကရောက်ခြင်းနေကြုံတွေ့နိုင်ပါတယ်။ဒါကြောင့်မိမိတို့အနေနဲ့ငွေကြေးပိုင်းမှာတော့စီမံခန့်ခွဲမှုတွေအထူးတတိထားမှာဖြစ်ပါတယ်။ကျွန်မအနေနဲ့အကြံပေးချင်တာကကျန်းမာရေးအထူးဂရုစိုက်ပါအကျောတတားတွေအကျောထုံတာတွေဖြစ်တတ်ပါလေ။ဒူးအောက်ပိုင်းဒုက္ခပြီးတတ်ပါတယ်။ချက်တော့လမ်းကြကြရှောက်လို့မရတာမျိုးတွေခဏခဏခြေခောက်လဲတာမျိုးတွေလည်း ကျုံ့တက်ပါတယ်အဲ့တော့မိမိတို့အနေနဲ့မိမိတို့မှာအိမ်မှာမတုံးတဲ့စက်ပစ္စည်းအဟောင်းအစုပ်ရှိနေရင်အခုချက်ချင်းပဲထုတ်ပစ်လိုက်ပါမိမိတို့မှာရှိနေတဲ့အញ្ញံနေ ြေပြောက်သွားမှာဖြစ်ပါတယ်အဲ့တော့ set pc နဲ့ပတ်သက်ပြီးတော့မိမိတို့ဒီတလမှာအဝင်လုံးဝမခံပါသေးနဲ့哦ကိုယ်အိမ်မှာရှိနေတဲ့အဟောင်းတွေအစုပ်တွေမတုံးမဲနဲ့နှမျောနေလို့တိမ့်ဆဲထားတာတွေရှိရင်တော့အများဆုံးထုတ်ပြင်လိုက်ပါအဲ့တော့မိမိတို့အနေနဲ့နာမည်မှာမိမိတို့ရဲ့နာမည်မှာမအိုက်ခင်ရာကြီးပါးဆောင်အခင်ရာကြီးဘာကုံအခင်ရာကြီးเนาะ ပလက်ချိုင်အခင်ရီပါခဲ့တယ်ဆိုလို့ရှိရင်တော့ထီပေါက်ကင်းရှိပါတယ်ထီထိုးပေးဖို့လိုအပ်ပါတယ်ကျမရင်အနေနဲ့အတူကယူဆက်ရမှာဖြစ်ပါတယ်မူးမော်ရာတွေပြူအန်နာတွေဝမ်းပိုင်နဲ့ပတ်သက်တဲ့ပြဿနာမျိုးတွေမျက်စိဥပပေးတတ်ပါတယ်အဲ့တော့ဒီတနင်္ဂနွေသားသမီးများဒီ6လပိုင်းမှာဆိုလို့ရှိရင်မိမိတို့ရဲ့အိမ်တောင်ကြီးเนาะအိမ်တောင်ကြီးမှာ မိမိတို့ရဲ့အမျိုးသမီးဆိုရင်မိမိတို့ရဲ့အမျိုးသားလင်ယောက်ျားဘက်ကမိမိတို့ရဲ့ခင်မွန်းဘက်ကနေပြီးတော့လက်အောင်မဲ့သားညီကိုမောင်နှမများ အကျိုးကျေးဇူးတွေရရှိတတ်ပါတယ်။ကိုကြီးထောက်ပံ့ခြင်းတွေရရှိတတ်ပါတယ်။အဲ့တော့စံစီစေးစားနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတွေတိုးချက်တာမျိုးတွေဖြစ်ပါတယ်။စိုင်းတစ်ဖွင့်လင်တာမျိုးတွေ ကောင်းပါတယ်အဲ့တော့တခုပြောချင်တာကမိတ်ဆွေများမိတ်ဆွေတူဖို့မျက်နှာပြက်စရာတွေကြုံရတတ်ပါတယ်အဲ့တော့ဆွေမျိုးကိုယ့်ရေလှုပ်ဆောင်ချက်တရားဒီ6လပိုင်းမှာအောင်မြင်နေတာဖြစ်နေတဲ့အတွက်မကောင်းတဲ့တည်င်းစကားတွေတော့ကြားရတတ်ပါတယ်မနာလို့တိုက်ခံနေလေနည်းနည်းတော့တွေ့ပါလိမ့်မယ် ဲ့တော့ဒီ6လပိုင်းလာစတာဆိုမဟုတ်ပါဘူး20ရက်ကျော်နောက်ပိုင်းမှာအခုနလိုတိုက်ခန်းနေမကောင်းတဲ့တည်င်းစကားတွေကြားရတတ်ပါတယ်ဒါကြောင့်မိမိတို့အနေနဲ့ညီကိစ္စကြီးစောင့်ရမယ်ဆိုလို့ရှိရင်တော့အကျိုးကျေးဇူးခံစားရတတ်ပါတယ်အဲ့တော့မြေရောင်းဝယ်တွေပြုလုပ်နေတဲ့မိတ်ဆွေများအတွက်ကတော့ဒီ6လပိုင်းမှာလက်မထောင်နိုင်ပါဘီအဲ့တော့မိမိတို့အနေနဲ့ကျမရေးတော့အထူးပြုစိုက်ပေးပါ ဒါကြောင့်အញ្ញံများကြည်သွားအောင်လို့ဇင်းညုံကလေးလှူပေးပြီးတော့မှဇင်းညုံလေးကိုမိမိတို့အနေနဲ့အင်္ဂါနေ့မနေ့စောစောပိုင်းလေးမှာဇင်းညုံ၃ညုံလှူပေးပါနောက်တစ်ခုစာကလေးတွေလှုပ်ပေးပါ စာကလေး၃កောင်လှုပ်ပေးပါလှုပ်ရမယ့်ဖရာစက်ကဆန်ဖရာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကျတော့မေမြို့ပန်းဖိတ်သိပ်ပန်းပေါ့ မေမြို့ပန်းဘိတ်သိက်ပန်းဆိုဘိတ်သိက်ပန်းကတော့အပွင့်ကြီးကြီးအာအာကြီးတွေပွင့်တဲ့ပန်းကိုဘိတ်သိက်ပန်းလို့ခေါ်ပါတယ်။ကဲဘိတ်သိက်ပန်းမရဘူးဆိုရင်တော့မေမြို့ပန်းပဲမုတ်မလေးပွားနော်မလေးပွားလို့မလေးပွားရယ်မလေးပွားကတော့၄ခုမေမြို့ပန်းက၅ပွင့်ပဲမုတ်က၅ခုမိုးကောင်းဖျားရွှေဖုံးပွင့်ဖျားမှာ သွားရောက်လှူဒန်းပေးရမှာဖြစ်ပါတယ်။လှူရမယ့်နေရာတော့မိမိရဲ့မွေးနေ့9နာရီ45မှာလှူပေးရမှာဖြစ်ပါတယ်။တပတ်ကိုတစ်ချိန်လှူပေးလည်းရပါတယ်။တစ်လအလုံးမှာ3ချိန်လောက်လှူပေးမယ်ဆိုလို့ရှိရင်တော့တနင်္ဂနွေသားနေ့ညဒီ6လအပိုင်းမှာကောင်းကျိုးချမ်းသာရရှိမှာအမှန်ပဲဖြစ်ပါတယ်။ကဲတနင်္ဂနွေသားသမီးများစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပါစေ။စိတ်သွားတိုင်းကိုယ်ပိုင်လို့ရဆန္ဒတွေလည်းတည်ဝနိုင်ကြပါစေရှင်။